ီနေ့တော့ hike ရဲ့ border တွေကိုပြပြပေးမယ်အကြောင်းအရာကတော့လွန်ခဲ့တဲ့2009နှစ်များစီကယောဘဘောလုံးလောကမှာအမေ့ကြီးခဲ့တဲ့ Real Madrid ရဲ့ကျယ်စင်စုအတင်း Gladico Project အစပြုခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီ project ကို Real ဥက္ကဋ္ဌ Florentino Perez က2023ဘောလုံးရာသီမှာအစပြုခဲ့တာဖြစ်ပါတယ်။ပြီးရက်အနေနဲ့ဒီ project ကိုဘာလို့စတင်ခဲ့တာလဲ။စတင်ရခြင်းရဲ့မူဝါဒနဲ့ရည်ရွယ်ချက်တွေကို

ကမ္ဘာအကောင်းဆုံးကစားသမားများဖြစ်ကြတယ်။အဲ့ဒီခေတ်အဲ့ဒီအခါကဇီဒန်၊ရိုနယ်ဒို၊ဖီကိုဘက်ခမ်းတို့လိုဘလောဒီယိုဝန်းနာဟော့ကလက်အဆင့်ရှိ ကစားသမားစတဲ့စတားပလေးယာတွေကိုမွေကြီးအညောင်များပေးခေါ်ယူပြီးအသင်းကိုတောက်တင်းအောင်လုပ်ခဲ့ပါတယ်။တောက်ပမှုကိုဦးစားပေးခဲ့ပြီးဆွဲဆောင်မှုရှိတဲ့ဘောလုံးအသင်းတစ်သင်းဖြစ်တိုင်ပဲ့အသင်းတွေကိုစိတ်လို့ရှောင်ဖွဲကစားဟန်တွေနဲ့အနိုင်ယူဖို့ဖြစ်ပါတယ်။ ောက်တစ်ခုကတော့2000နှစ်မှာချန်ပီယံလိကိုရယူပြီးရဲ့နောက်ပြီးတော့ဟာ2003 2004 2005စတဲ့နောက်ပိုင်းနှစ်တွေမှာလည်းချန်ပီယံလိကိုစက်ကက်ရယူဖို့အတွက်ရည်ရွယ်ထားခြင်းဖြစ်ပါတယ်နောက်ထပ်ရည်ရွယ်ချက်နံပါတ်2ကတော့ CY အကျိုးမြတ်ပဲဖြစ်ပါတယ်ပြီးတော့ဟာဇူရီယမတ်ထက်ကို CY အမြင်အကောင်းဆုံးအားကစား brand တစ်ခုဖြစ်စေရန်ပြောင်းလဲလိုက်ခြင်းပဲဖြစ်ပါတယ်အကောင်းဆုံးကစားသမားတွေကိုခေါ်ယူပြီး အခန်းရိုနယ်ဒိုစီဒန်လိုလိုစတာပလေယာတွေလှုပ်ရှားမှုတွေကြောင့်မာချန်ဒိုင်းဇင်ဟန်ပုံစံရှစ်ကြီးတွေတိုးတက်လာခဲ့ပါတယ်။ဒေးဗစ်ဘက်ကန်ကိုခေါ်ယူခဲ့ခြင်းကြောင့်အာရှနဲ့အမေရိကန်ဈေးကွက်တွေမှာမက်ထရစ်ဟာအကြီးစားအကျိုးမြတ်တွေရရှိစေခဲ့ပါ။ TV ရေဒီယိုစမိုဆိုင်ရှစ်တွေကြောင့်အသင်းရဲ့အမျက်ကကြီးထွားလာခဲ့။ဒီတော့ပြီးတော့ရဲ့ပရီရှင်မှာပွဲနိုင်တဲ့စီးပွားရေးမြေကိုတပြိုင်တည်းတိုးတက်စေခဲ့ပြီးရေမထွက်ရတဲ့လူကြိုက်များစုံနဲ့ပတ်စံအမျက်အစွန်အများဆုံးအသင်းအသင်းဖြစ်ရက်တည်လာနိုင်ခဲ့ပါတယ်။ အာဒီစီစဉ်မှာကျွန်တော်ကဒီ2023သုံးအဲ Galactic Project မှာပါဝင်ခဲ့တဲ့အဲ key player တွေရဲ့နာမည်တွေ နိုင်ငံတွေအဲကစားတဲ့နေရာတွေနဲ့သူတို့ရဲ့ပုံစံတွေကိုကျွန်တော်ကဖော်ပြပေးစမှာဖြစ်ပါတယ် အာနံပါတ်1ကတော့ဇီနဒင်ဇီဒန်ဖြစ်ပါတယ်။ကစားတဲ့နေရာကတော့မစ်ဖီလာတအုပ်ဖြစ်ပြီးတော့အနိုင်ငံကတော့ပြည်သက်နိုင်ငံဖြစ်ပါတယ်။ရီယယ်မှာသူကငယ်တော်နမနမ9ဝစ်စင်ကစားပါတယ်။အဲရီယယ်ရောက်ချင်းချိန်တော့ကတော့အဲ့တော့အသက်30ရှိပါတယ်။ပုံစံကတော့ပလေးမိတ်ကတအုပ်ဖြစ်ပြီးတော့ဘောကွန်ထရိုးထရစ်ပလင်းဖီရှင်ပတ်စင်စရရကဘာအဆင့်မှာရှိနေတဲ့ကစားသမားတအုပ်ဖြစ်ပါတယ်။၂၀၀၂ချန်ပီယံလိဘောလုံးပွဲပါတယ်။သူရဲ့ဘဲချီဗောလီဘောကင်းနဲ့အဲဂိုးသွင်းယူခဲ့ပြီးတော့သူဟာကျယ်ဝင်းတအုပ်ဖြစ်ကြောင်းကိုလည်းဖော်ပြခဲ့မှုပါတယ်။ 2003လာလီဂါဝင်နာမှာလည်းသူတပီးရနိုင်ခဲ့ပြီးအပွဲလေကစားမှုအပြင်ကျယ်ပြန့်သော vision နဲ့အသင်းတစ်ခုလုံးထင်းချုံကန်သူဖြစ်ပါတယ်။ဟောနံပါတ်1ကစားသမားကတော့ Ronaldo Nazario ဖြစ်ပါတယ်။ကျွန်တော်နံပါတ်4ဝစဉ်ကစားပြီးအာနိုင်ငံကတော့ Brazil နိုင်ငံသားဖြစ်ပါတယ်။ Real Madrid ကိုသူရောက်ရှိချိန်မှာအသက်က26နှစ်ပဲရှိပါသေးတယ်။အဲကစားသမားရဲ့ပုံစံကတော့ငယ်နှုန်းကိုဦးစားပြီးကစားပြီး dribbling finishing နဲ့ကောင်းတဲ့အတက်မှာ မာစတာတူဖြစ်တဲ့သူရဲ့အလင်ခေါက်တွေရတယ်တစ်ဖက်သင်းရဲ့နောက်တန်းတွေကိုလုံးဝကိုချင်းချောင်းနိုင်ရဲ့ချိန်ဆွမ်းမှုမရှိနေတဲ့ကစားသမားတူဖြစ်ပါတယ် အော်နံပါတ်3နေရာမှာတော့ကျွန်တော်တို့ Louis Figo တွေ့ပါတယ် Right Winger မှာကစားပါတယ်ကြောနံပါတ်ကတော့နံပါတ်10ဝစ်စင်ပါတယ် Portuguese နိုင်ငံသားတဦးဖြစ်ပြီးတော့ Rio ရောက်ရှိချိန်မှာတော့အသက်က30ပဲရှိပါတယ်ကစားသမားရဲ့ပုံစံက dribbling by crossing specially low ကောင်းမွန်တဲ့ကစားသမားတဦးဖြစ်ပြီးတော့အာ set speed တွေ free kick တွေ corner kick တွေမှာတော့လုံးဝအကောင်းဆုံးကစားသမားဆိုတာတော့မလွဲပါဘူးအာ Zidane Ronaldo Raul တို့ရဲ့ attack fit up ပါတိုက်စစ်ဆင်တဲ့နေရာမှာကောင်းကိုတွဲဖက်စာကစားနိုင်ပြီးတော့အတင်းတစ်ခုလုံးရဲ့အဓိကပံ့ပိုးသူ assistant တူလည်းဖြစ်ပါတယ်အဲကျွန်တော်တို့ဖော်ပြပေးမယ်ကစားသမား Real Madrid ရဲ့ legend player တူဖြစ်တယ်လို့အတင်းပေါ်လည်းအရန်အစွဲကြီးရဲ့ကစားသမားအဲသူကစားခဲ့တဲ့တက်တန်းတစ်ချောင်းအားယူသွားတဲ့ဒီကဘယ်အသိအဝါမသွားပဲရီးမှာပဲကစားခဲ့တဲ့ကစားသမားတူပါနော်ရာဟုကစားလည်းပြစ်ပါတယ်အတိုက်စစ်ကစားသမားပေါ့ကျွန်တော်မခုနှစ်ကိုဝင်စင်ပါတယ် ်စပိန်နိုင်ငံသားတယောက်ဖြစ်ပြီးတော့2003ခုနှစ်ရီယယ်မက်ဒရစ်တင်မှာသူရဲ့တန်ခါ26ပဲရှိပါသေးတယ်။အဲသူရဲ့ကစားတဲ့ပုံစံကတော့အဲတိုက်စစ်မှုတယောက်မှာရှိသင့်ရှိတိုက်တဲ့ရေးသွေးတွေဖြစ်တယ်။အာအစိုးသက်ပိုင်းခေါ်မွန်ခြင်းနဲ့နေရာယူမှန်ကန်ခြင်းပြီးတော့အသင်းပေါ်မှာလည်းအသင်းကောင်းဆောင်တယောက်အနေနဲ့ leadership ပိုင်းကလည်းအရန်ကောင်းတဲ့စာသမားတို့ဖြစ်ပါတယ်။ အော်နောက်တစ်ကစားသမားတယောက်ကရော့ဘတ်တိုကာလိုပို့ပါလိုက်ဘက်ကစားသမားတယောက်ဖြစ်ပြီးတော့အဲရီယယ်မှာကျောင်းနံပါတ်3ကိုဝစ်ဆင်ပါတယ်သူလည်းဘရာဇီးနိုင်ငံသားတယောက်ဖြစ်တယ်အဲ့ဒီဂျုံကသူ့ရဲ့အသက်က30ပဲရှိပါသေးသူ့ရဲ့ပုံစံကတော့ကစ်ပြင်းပြင်းနဲ့ဝေးကနေကန်သွေးယူနေနေရာတွေမှာအရန်ကိုထူးခြားတဲ့ကစားသမားတယောက်ခပ်ပါတယ်ဖီကစ်တွေမှာလုံးဝကောင်းနေကစားသမားတယောက်ဖြစ်ပြီးတော့ crossing ဘိုင်းတွေထူးခြားပါတယ်အဲတိုက်စစ်အာဒန်နောက်တန်းကစားသမားတယောက်ဖြစ်တဲ့အတွက်စီဒန်နဲ့ရော်နယ်ဒိုတို့ တိုက်စစ်ဆင်တဲ့နေရာမှာဘယ်ဘက်ကနေသူကအထက်ပံ့ပိုးပေးတဲ့ကစားသမားတအုပ်လဲတင်ပါနောက်တဲ့ကစားသမားတယောက်ကတော့ David Beckham ပါတယ် right midfielder ဖြစ်ရတယ်အဲသူကတော့ချောနံပါတ်23ရေးပါဘာဖြစ်စင်ကစားပြီးတော့နိုင်ငံကအင်္ဂလန်နိုင်ငံသားဖြစ်ပါတယ်အဲဒီတော့သူ့ရဲ့တက်က28နှစ်ပဲရှိပါသေးတယ်ကစားသမားရဲ့ပုံစံကတော့တိကျတဲ့ free kick တွေ corner kick တွေ long ball တွေက အဓိကကောင်းပုံနဲ့ကစားသမားတယောက်ပြပြီးတော့ right with feed up ပြပြီးမယ် free go နဲ့ rotation နေရာလှည့်ပြီးတော့ဆော့နိုင်တဲ့အကောင်းဆုံးကစားသမားတယောက်ဖြစ်ပါတယ်အာပြီးတော့အသင်းရဲ့အဓိအဓိက commercial icon တူတယောက်ဖြစ်တဲ့အတွက်ဗကန်ရောက်လာတဲ့အချိန်အစားပြီးတော့ real mate ရဲ့ဝင်းမွေတရားနဲ့တိုးတက်လာခဲ့ပါတယ်ဒီကစားသမားတွေဟာတကယ် key player တွေဖြစ်ပြီးတော့2000 Gladiator ခစ်တစ်ခုကိုဖန်တီးပေးခဲ့ပဲ ကစားသမားတွေဖြစ်ကြတယ်တချို့ကတော့ကျဲပွင့်ဖြစ်ထွန်းလင်းခဲ့တော့လဲတချို့ကတော့တပြေးပြေးနဲ့ပေးမိန်သွားခဲ့တဲ့ကစားသမားတွေလည်းရှိပါတယ်ဒီ season မှာတော့2020တော့ Gladico အတင်းရဲ့အဲရရှိခဲ့တဲ့ super player တွေနဲ့လက်လွတ်ခဲ့ရတဲ့ super player တွေကြောင်းကျွန်တော်ကပြပြပြသမှာပဲဖြစ်ပါတယ်ရရှိခဲ့တဲ့ super player တွေကတော့2020 La Liga Champions International Champions အော်လက်လွတ်ခဲ့ရတဲ့ super player တွေကတော့အဓိကသူတို့လိုချင်တဲ့ Champions League player quarter final မှာဂျိုမီတက်ကိုရှုံးပြီးတော့ထွက်ခဲ့ရတယ်။နောက်ထပ်ဤတွင်ပြိုင်ပွဲဖလာတလုံးဖြစ်တဲ့ကိုပါဘလာဒီပွဲမှာတော့အဖိုင်နယ်မှာမာရော့ကောင်ရှုံးပြီးတော့ဒုတိယဆုနဲ့ချိန်ထက်ခဲ့ရတယ်။အချိန်တုန်းကဒီချိန်မှာနာမည်ကြီးပြီးတော့ထွန်းတောက်လာမဲ့မာရော့ကာရဲ့ပိုက်စင်မှုစင်မြူရဲ့ဤသူခြေစမ်းပြခဲ့တဲ့ဘလာပွဲလည်းဖြစ်ပါတယ်။ ကျွန်တော်ဓာရီကိုကြည်ချင်းအဖြစ်2023ရဲ့ Glitico အတင်းဟာတိုက်စစ်ဦးစားပြီးဖြစ်ပြီးကာကွယ်မှုတပန်းစစ်ပိုင်းမှာတော့အားနေခဲ့ပါတယ်။အဓိကပြောရရင်တော့ဘဲလက်ပိုင်းကမကြီးများတဲ့အသင်းတသင်းဖြစ်ပါ။ဒါကြောင့်လည်းအအောင်မြင်တဲ့လောက်မအောင်မြင်ဘဲနဲ့စူပါတွေနဲ့လမ်းဝေးခဲ့ရတာဖြစ်ပါတယ်။အမှန်တော့အသင်းရဲ့စီးပွားရေးကအလွန်ကိုကောင်းမွန်ခဲ့ပါတယ်။ Real Madrid ကကြီးမားဆုံး club brand တစ်ခုဖြစ်လာခဲ့ပါတယ်။အသင်းရဲ့အင်ကြီးရောင်းချမှုတွေ sponsorship တွေကြောင့် အကျိုးအမြတ်တွေတိုးပွားလာခဲ့ပြီးတော့2003 2004ရာသီမှာတော့အသင်းရဲ့ဝင်ငွေဟာအဲယူရိုတန်းနေရာအထိတိုးတက်ခဲ့ပါတယ်။အရေကိုချီးကျင်းအပြင်2003ခုနှစ် Atletico Project ဟာဘောလုံးနဲ့စီးပွားရှာခြင်းတစ်ခုဖြစ်ခဲ့ပါတယ်။တိုက်စစ်ဦးစားပေးကစားပုံတွေကြောင့်လူကြိုက်များခဲ့ပြီးမြန်မာနေပိုင်းအားနည်းမှုများကြောင့်နောက်ဆုံးမှာတော့အသင်းကိုထိခိုက်စေခဲ့ပါတယ်။2009ခုနှစ်နောက်ပိုင်းမှာတော့ပြီးရက်က Gladico 2.0ဆိုတဲ့အသင်းကိုလည်းတစ်ဖက်ပြန်လဲတည်ထောင်ခဲ့ပါသေးတယ်။ ချိန်မှာတော့ရှိခရရခဲ့တဲ့သင်ခန်းစာတွေကိုယူပြီးတော့အသွေးကိုဘဲလန့်တင်းတစ်ခုအဖြစ်ပြန်လဲတည်ဆောက်ခဲ့ပါတယ်။ Atletico 2.0တင်းမှာတော့ Cristiano Ronaldo, Kaká, Benzema, Gareth Bale, Luka Modric တို့နဲ့အတူအကောင်းဆုံးအသင်းကိုတည်ဆောက်ခဲ့ပြီးတော့ဇီဒန်ရဲ့နီးပြမှုနဲ့အတူ2016 2019 2018 2018မှာလည်း3နှစ်စတိုက်သူတို့အလိုချင်ငယ်ဆုံး UEFA Champions League ဘလောက်ကိုလည်းရယူနိုင်ခဲ့ပါတယ်ဒီဘက်ကဘောလုံးလောကမှာတော့ Real Madrid ရဲ့ Gladico Project နဲ့အပိုင်း ပြည့်ရချီတင်ရတဲ့ superstar project ဆိုပြီးတုတ်ခဲ့ပူပါတယ်။ဒါပေမဲ့လည်းယခုချိန်ကြီးသူတို့တင်ဟာလိုချင်ဆုံး champion league လာချင်းနဲ့တော့အလံဝင်နေစေပါတယ်။ဒီဒီပေါ်လာပြီးခဲ့တာကတော့ Real Madrid တင်ရဲ့ Gladico project စတင်ခဲ့ခြင်းရည်ရွယ်ချက်နဲ့မူဝါဒတွေနောက်ဝယ်ရာအကြောင်းအရာတွေကိုကျွန်တော်ကပြောပြပေးခဲ့တာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာလည်းကျွန်တော်တို့ဘယ်လိုစီစဉ်ကောင်းတွေလာအောင်လဲဆိုတာရှင်းဆောင်ကြည့်ပေးကြပါဦး။အားလုံးကိုကျေးဇူးများရှိတင်ပါတယ်။